င်းကဒီကြားထဲမှာလည်း elevation ဖြစ်လိုက်ပြီးရမှာเนาะ elevation ခုကအမှားပြီးတော့သပင်ကိုပြန်တိုက်တာအဲ့တော့ခေးမကသပင်တွေအလိုအကွက်လိုက်ကျွတ်သွားပေါ့နင်းမိမေကဘာတခုတခုဖြစ်တိုင်းကျွန်တော်ရင်ပြောအဲ့ဒီချိန်မှာလည်းကိုကိုရန်ကြည့်ပြီးတော့နှလုံးမှာပြူသွားတော်တော်ပါဖြစ်တာဒါပေမဲ့ပြန်ပေါက်မှာမဟုတ်ဘူးနဲ့ပြန်ပောက်ကိုပါမှာခုဆိုရင်ပြန်ပောက်သွားတယ်အများကြီးဝန်းဒီမှာရောနောက်မှာရောပေါ့နော်တချို့ဆိုလို့ရှိရင်အဲ့ elevation က ဟိုအမျိုးမျိုးရှိရပါတော့မျိုးစားများရောရှိရခေးကတော့ဖြစ်နိုင်တာကကလေးလေးငွေးထားတော့ဟော်မုန်းတွေပြောင်းတာဟိုတင်လားသူ့မှာအကြောင်းပြချက်တော့မရှိဘူးတဲ့သူကဝိညာဉ်ကန်တာလို့သဘောမျိုးပဲပေါ့နော်တကွက်တည်းမဟုတ်ဘူးနော်အကွက်တွေညာခေရန်ကြပြီးတာအကွက်တွေပါလို့တလိုင်းဝင်သွားခေခေရန်ကြပြီးတာအကွက်တွေပဲလေးကွက်လောက်ပိုင်ဆိုင်တော့ပါပေါ့နော်သူ့ဆိုပြောပါတယ်မွေးပေးမယ်လို့ခေရန်ကွက်ခေရန်ကွက်တွေဒီလူလုံးဖတ်ပြရပါတယ် ပိတ်မလုပ်ဖြစ်တော့တာပေါ့နော်ဂျင်နဲ့အိမ်လောက်ပဲတကားကြောင်းကိစ္စရှိမှသာအပြင်ထွက်တယ်။ဂျန်တဲ့အချိန်မှာတော့ depression တော်တော်ဝင်သူတို့ဆိုနေ့တိုင်းအိမ်ရောနေ့တိုင်းအိမ်လာတယ်နေ့တိုင်းလာပြီးတော့စိတ်ရောမနေဘူးသူကပြောတာ Hot 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 so you food see food city hot 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 so see food see food city ရတာရှိစလို့ကော see food see food city က်လာလို့ပြောလို့လားအလိုက်စိတ်ဆုံးပါဆိုလို့ဘာကမ်းပတ်ပေါ့အဲဆိုပြရအစတော့အနုပညာအလုပ်တွေလုပ်တော့ကတော့ကိုကအကျဉ်းနေပါပြေးရပါဘောအခုချိန်ကျတော့သူကပြန်ပြီးကျဉ်းနေနေပြေးနေပါဘောစီးပွားရေးလုပ်တယ်။နော်ရောက်ခါအကျဉ်းပြေးပါတော့။ အဲအများတမ်းပြောနေကြပါပဲအာကျွန်တော်ရဲ့မခေရအမေဆိုလည်းဟုတ်တယ်အမဆိုလည်းဟုတ်တယ်ပေါ့နော်ဘာဖြစ်နေဖြစ်နေကျွန်တော်ရဲ့အောင်မြင်မှုတစ်ခုဖြစ်နေတဲ့အချိန်မှာလို့ဆိုရင်လေဒီနားမှာအခုဘာဖြစ်နေစိုင်လင်းဖွင့်လိုက်တဲ့အချိန်မှာဟိုဒီနားမှာရှိသေးခြင်းတယ်အဲအဲ့ဒါရှိသေးခြင်းတဲ့လာကိုလာမယ်ဆိုပြီးဖိတ်ထားတာဘယ်လိုပြောမလဲ तू က တော်ရုံဆိုရင်အလုံးတစ်ခုလုပ်ရင်ပေါ့နော်ဒေစာလုပ်တဲ့စီကန်းရှိရဲအဲသူ့အိမ်မှာဆိုလဲအဲ့လိုပဲစီကန်းရှိရှိနေတတ်တယ်သူ့ပစ္စည်းတွေလည်းစီကန်းတကြထားတယ်ကားအစားအဲ့လိုမျိုးပဲပေါ့နော်အခုဆိုင်ဆိုရင်လည်းသူကတေချာလုပ်တဲ့အလုပ်ကိုအအရင်ကစုပ်ပြေးလာတာမှပြန်တွေးရတယ်ပေါ့နော်ဆိုင်မှာဆိုလဲတေချာကြီးကျက်တယ်အဲတေချာလေးလောက်ထားတယ်သူတို့ရဲ့ဆိုင်ကအစားအစာအရသာတွေအစားသူတေချာစမ်းတတ်တယ်ခေတ်ခေတ်လည်းစမ်းတတ်ပြီးတော့စားကြည့်ရတယ်ပေါ့နော် အာရတာလည်းကောင်းတယ်စားပြစ်ပိုင်းရောအကုန်လုံးအဆင်ပြေရယ်ပေါ့နော်ဒီပိုင်းလုံးနေတဲ့ပုံမှာတော့ကိုကပုံရတာပေါ့နော်ကိုစားဝယ်ဒီ gram မတိုင်နေတဲ့အဖွင့်နေပြီလုံနေပြီဆိုတော့အဲသူ့အလိုတူတူဆဆလေးနဲ့အရန်ဟိုမျောလင်းချက်တွေနဲ့အဲ့လိုလေးနေရအဲ့ကလေးကဝမ်းသာနေတာအခုသေချာပြင်းပြင်းမြောက်မြောက်လေး gram opening လေးလဲဖြစ်သွားပြီဆိုင်လေးကလည်းလူတွေတော်တော်များများသိသွားပြီဆိုတော့ပို့ပြီးတော့ဝမ်းသာပြရပေါ့ဟုတ်အများကြီးပြောတယ်ကျွန်တော်မေမေကိစ္စရဲ့ အခုသူအမှုပညာလုပ်တဲ့ခဏနားထားတယ်လေနားထားတဲ့အချိန်မှာအဓိကတော့မိသားစုဘက်ကိုအချိန်ပေးတာပေါ့အချိန်ပေးနေတဲ့အချိန်မှာသူနားထားပြီးတော့အခုပြန်လုံပြန်လုံဖို့အတွက်အခုတိုက်တွန်းနေတာပြန်လုံပြန်ရရဘာဖြစ်နေဖြစ်နေမိမိဆိုလဲသူ့ရဲ့ fan တွေဆိုလဲရှိရတယ် fan တွေဆိုရတဲ့မိမိပြန်ရရမိမိဒီအမှုပညာလုပ်ကမိမိနဲ့ကလိုက်ဖက်တယ်မခင်းနဲ့ဒီနုပညာလုံနဲ့လုံးဝ match ဖြစ်တယ်လို့ကျွန်တော်မြင်တယ်။ပြီးရင်ပတ်ဝန်းကျင်မှာကျွန်တော်တွေ့တဲ့လူတွေကလည်းမခင်းပြန်များကြီးတော့ဘူးလား။မေးတဲ့လူတွေအများကြီးပဲ။အဲ့ဒါဒီလုံလေးတော့ဖြစ်နိုင်ပြန်လို့စေတယ်။ ဟိုဟာပေါ့ခင်ရလောလောဆယ်တော့ကလေးတစ်ဖက်ပေါ့နော်ကလေးတစ်ဖက်ဒါမဲ့လည်းအရန်ကြီးတော့ busy နေရတော့မဟုတ်ပါဘူးကလေးတစ်ဖက်နောက်ပြီးတော့ကိုကိုရိုင်းကလည်းအစင်းနဲ့မဖြစ်သေးတယ်ပုံမှန်အနေထားမျိုးဖြစ်အခုလောလောဆယ်ဝိတ်ချရာတို့ပြိသက်တွေတကယ်လို့ပြန်ရိုက်ဖြစ်တယ်ဆိုရင်တော့မျက်စိပသာတာဖြစ်အောင်ပေါ့နော်အဲဝိတ်ချရာလေးတွေနောက်ပြီးတော့တခြားသောလူအပ်တဲ့ပြင်ဆင်မှုအပိုင်းလေးတွေကိုဖြစ်လဲပြန်ပြင်ဆင်နေတော့မှရိုက်ဖြစ်မရိုက်ဖြစ်ကတော့စဉ်းစားနေတော့မှာ အနှစ်ရှိနေတယ်ပူဝင်စားဆောင်ရတာနောက်ဆုံးပူဝင်နဲ့မှာစကားတကားရိုက်လိုက်တယ်ချူချင်းတငယ်ချင်းလားမသိဘူးလေအဲ့ဒီကားလေးရိုက်ပြီးရတယ်ပူဝင်ရသွားဆိုတော့အဲ့ဒီနေ့အဲ့ဒီစတိတဲ့နေ့အစတိနားလိုက်တာဆိုတော့ဒါတသားတစ်နှစ်နဲ့နှစ်လပြည့်သွားပြီပေါ့နော်ဆိုတော့နနစ်လီပါလာတော့ကြာတော့အဲဈာရမှာတော့ခေဟိုကလေး project လေးတွေတော့ အရှင်မဘရော့ဒါလေးအကွာလာရပြောင်းသွားပြီအရှင်တို့အရှင်တို့ဆက်တက်တဲ့စကင်ကဲမဟုတ်တော့စကင်ကဲနောက်ဘီယူလေးတွေတုံးနေဟာပတ်လေးတော့မရတော့အခုချိန်ကကျတော့ဘာဖြစ်သွားလိုက်လဲဆိုတော့အော်အရှင်မတွေတုံးတဲ့စီလိုမျိုးစက်ပြာမုံလိုမျိုးအဲအဲ့ဒါမျိုးလေးပေးပြီး product လေးတွေလိုမျိုး driver လိုမျိုးအဲ့ဒါမျိုးလေးတော့ဈားထဲမှာတောက်လျှောက်ရိုက်နေပေါ့နော်အိမ်မှာပဲရိုက်ရတာဆိုတဲ့ခါကျတော့အဆင်ပြေတယ်ပြီးတော့ခင်ဗျာ ီကြားထဲမှာလည်း elevation ဖြစ်လိုက်ပြီးရမှာเนาะ elevation ခုကအမှားပြီးတော့သပင်ကိုပြန်တိုက်တာအဲ့တော့ခေးမကသပင်တွေအလိုအကွက်လိုက်ကျွတ်သွားပေါ့အော်လုံးဝအေးပြားဖြူဖြူကြီးပဲကြံခဲ့တဲ့အထိပေါ့တကွက်တည်းမဟုတ်ဘူးเนาะအကွက်တွေညာကြီးခရံကြပြီးတာအကွက်တွေပါအလိုတလိုင်းဝင်သွားခရံကြပြီးတာအကွက်တွေပဲလေးကွက်လောက်ပိုင်ဆိုင်သွားပေါ့เนาะသူဆိုပြောပါရဲ့မွေးပေးမယ်လို့ခရံကွက်ခရံကွက်တွေနဲပြောင်းကုထားတာ သူစိတ်သက်တွေကြားလို့လေအဲ့ဖြစ်တဲ့အချိန်မှာဘာဖြစ်နေဖြစ်နေအမင်းကလေးတန်းကအလှတရားကိုတန်ဖိုးတော့ထားတယ်တန်ဖိုးထားတဲ့အတွက်သူတန်ဖိုးထားတဲ့ဒီစပင်လေးမှာအဲ့လိုမျိုးဖြစ်သွားတဲ့အတွက်နင်းမေမေကဘာတစ်ခုတစ်ခုဖြစ်တိုင်းကျွန်တော်ယင်ပြောအဲ့အချိန်မှာလည်းကိုကိုတိုင်းကြည့်ပြီးတော့နှလုံးမှာပြူသွားတော်တော်ပါဖြစ်တာဒါပေမဲ့ပြန်ပေါက်မှာမဟုတ်ဘူးနဲ့ပြန်ပေါက်ကိုပါမှာခုဆိုရင်ပြန်ပေါက်သွားပြီအများကြီးဝမ်းဒီမှာရောနောက်မှာရောပေါ့နော်တချို့ဆိုလို့ရှိရင်အဲ့ elevator က ဟိုအမျိုးမျိုးရှိရပေါ့နော်မျိုးစားများရောရှိရခေးကတော့ဖြစ်နိုင်တာကကလေးလေးမွေးထားတော့ဟော်မုန်းတွေပြောင်းတာဟောတင်လားသူတို့မေးကြည့်တော့သူ့မှာအကြောင်းပြချက်တော့မရှိဘူးတဲ့သူကဝိညာဉ်ကန်တာလို့သဘောမျိုးပဲပေါ့နော်ဆိုတော့ဟိုသူကသူအလိုလိုတော့ပေါက်တယ်ဒါပေမဲ့ဆေးကန်းသွားတော့မြေမြန်ပေါက်ပြီးတော့ဆေးတွေပါရင်ထိုးတော့မြေမြန်ပေါက်ပြီးတော့အော်မြေမြန်ရှိလွယ်တာပေါ့နော်ဒီတိုင်းဆိုတော့ကြားတယ်တချို့တွေဆိုရင်နှစ်ချီပြီးကြားတယ်ခေးဟိုစားလှုပ်ကြည့်လိုက်တာပေါ့နော်ရှာကြည့်လိုက်တော့အဲ့ဒါကနှစ်ချီပြီးတော့တော်တော်ကြားကြတယ် တချို့ကလည်းပြန်လုံးဝမပေါက်တဲ့ဟာလည်းရှိတယ်။ဘယ်နှလားကောင်ရှိမလဲ။၆လအလတ်တော့ရှိတယ်။အလတ်လောက်တော့အချိန်ပြီးပုလိုက်ရတယ်။ဒီအားကြောင့်မလို့ပွဲတယ်မတက်ဘူး။ interview တွေလည်းမဖြေဘူး။အပြင်လူလုံးဖျက်ပြရတယ်ပါလေ။တိတ်မလုံးဖြစ်တော့တော့ဘော gym နဲ့အိမ်လောက်ပဲတစ်ခါကြောင်းဒိစာရှိမှသာအပြင်ထွက်တယ်။ကြံတဲ့အချိန်မှာတော့ depression တော်တော်ဝင်သူတို့ဆိုနေ့တိုင်းအိမ်ရနေ့တိုင်းအိမ်လာတယ်။နေ့တိုင်းလာပြီးတော့စိတ်အားမငယ်ဘူးတော့ပြောရ။အေးက vitamin D တွေပါရောချို့တယ်နေတယ်။ ဟိုအပြင်တိတ်မထွက်တော့ဗီတာမင် D ကတ냐30ပေါင်ရှိရမယ်အခေက73လောက်ပဲရှိရအဲ့တော့အဲ့ဒီဗီတာမင်နဲ့ပတ်သက်တဲ့ဈေးပြန်သားရတယ်ကိုကိုကိုဟိုဘောနော်တရားထိုင်တာမျိုးလေးညာရှိဖို့အဲ့လိုစိတ်ကို depression မဝင်အောင်ပေါ့နော်ကလေးလေးမွေးထား depression လည်းနည်းနည်းရှိရအဲ့လိုမျိုးလေးပေါ့ပြန်ကုနေရလို့ပါအဲ့လိုပြိတ္တကြီးရှိကိုခဏခဏမလာနိုင်တာတောင်းပန်ပါတယ်အဲ့လိုအဲသဘင်ရန်ထံမိုးထားအင်းပေါ့နော်သဘင်ကဒုတိယမျက်နှာပဲဆိုတော့လေပြင်သွားရင် တော်တော်များများစိတ်ညစ်ရတာပေါ့เนาะ။အော်စပင်းလေးကထောင်ပြီးတော့ပွာလန်လေးကျဲပြီးအဲ့အဲ့လိုပေါ့။နောက်တစ်ခုကလည်းကျမ်းမာရေးမှာတခုခုထိခိုက်မှာစိတ်ပူတာ။ဟောဒီစပင်းကဒါဆိုင်းများလာပေါ့။တချို့ဆိုရင်ဒါစိုးရင်ရဲဆိုင်းနေပါရဲ့ရှိရောလေ။အဲ့ဒါဆိုင်းများလာရဲ့အဲ့ဒါမျိုးကြောက်တာပေါ့ဟုတ်။ပြောတယ်မဟုတ်မင်းမင်းเนี่ยဘယ်ချိန်တွေ့တွေကိုပြောမပြောတဲ့အချိန်မရှိဘူးကျွန်တော်စိတ်ညစ်တဲ့အခါတိုင်းမင်းမင်းစီပဲသွားတယ်အဲ့လိုတယောက်တည်းအထီးကျန်လာရေလို့ခံစားရရင်လည်းမင်းမင်းစီပဲသွားတယ်အဲ့ဒီရောက်တိုင်းအလိုလိုပျော်သွားတာ ချစ်တာကျွန်တော်ရမ်းချစ်တယ်ဘာဖြစ်လို့ဆိုတော့ကျွန်တော်ရဲ့လက်ပေါ်မှာတင်ကြီးလာတယ်လို့ပြောရမှာပေါ့နော်ကျွန်တော်လက်ပေါ်တင်ကြီးလာတယ်သူထွက်လာကလေးကကျွန်တော်ဘေးနားမှာရှိနေတာဆိုတော့ဟိုတန်ရုံးစင်ပေါ့အဓိကဟိုမခေးကိုချစ်တယ်လို့အာပြီးရင်ခုမခေးနဲ့ဟိုဟာဖြစ်တဲ့ရောက်ဖောက်ကိုလည်းပြောတာအမျိုးသားကိုလည်းကျွန်တော်ချစ်တယ်အဲ့တော့အမျိုးသားအမျိုးသားရောက်ကပိုစီလုံးမှာကိုကပိုစီလုံးမှာကိုကတားလို့မနိုင်ဘူးကိုကဆိုနှစ်ယောက်ပေါင်းပြီးကျွတ်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 ဆိုတားလို့မရတော့ အဲ့တော့ခုဆိုရင်လည်းမခိတ်ချစ်တတ်တဲ့မခိတ်မျိုးသားလေးချစ်ပေးတယ်ခုမခိတ်ရဲ့မိုက်တက်ထွက်လာတဲ့ကလေးလေးဆိုလည်းကိုယ့်ရဲ့ညီလေးတယောက်လို့အဲကျွန်တော်ပို့ပြီးချစ်ပေးတယ်အဲ့လိုအဲ့လိုမျိုးပေါ့ညီလေးတူလေးလို့မခေါ်ညီလေးတဲ့သူကခိတ်ရဲ့သားဖြစ်တဲ့အတွက်ဟိုကထွက်လာတဲ့ဟာလေးကသူ့ရဲ့ညီတဲ့ဦးလေးလို့အခေါ်မခံနိုင်ဘူးညီလေးရွယ်လာတာတခြားမင်းသားသားကိုလည်းကိုကိုဆူလို့ခေါ်ဆိုတော့ကိုကိုဆူလို့မခေါ်နဲ့ ဟိုကမတ်မိရဲ့ကိုကိုဆိုဆိုကိုကိုဆိုဗမာလဲဆိုလာညိုတို့လာဒီပါရခေကြောညာလေးချုံးဟာလေးတော့ဟိုသသားနဲ့ညိုသားနဲ့ပြန်ရိုက်ခါနေလဲရှိတယ်ပေါ့နော်အဲဒါမဲ့လောလောဆယ်ခေဝိတ်လေးတေချာချခြင်းနေတယ်အဲပြီးတော့အကုန်သသားကိုလည်းလက်လွတ်လို့ရတဲ့အနေထားမျိုးလေးဆိုရင်တော့ပြီးတော့ဇက်ကလေးကြိုက်တယ်ဆိုရင်တော့ပြန်ရိုက်ဖြစ်မှာပါဟုတ် ပြန်တော့လုံးချင်တယ်ဒါပေမဲ့အခြေအနေကြောင်းကြောင်းကြောင်းပေါ့နော်ခဏနားလိုက်ရတာရှိတယ်။နောက်ပြန်လုံးမယ်ဆိုရင်ခင်ကအကောင်ဆုံးပဲပေးချင်တာဖြစ်တော့တေချာကြိုတင်ပြင်ဆင်အောင်ပဲပေါ့နော်ဟုတ်